ဒီကျွန်တော်ဒီပလဲမျိုးနယ်မှာကအားလုံးကျွန်တော်တို့ရှိရတင်ပြတယ်လို့ပါပဲပလဲဇီးပြုံကုန်းအင်မတီကန်းထောင်းဆိုပြီးတော့ကျွန်တော်တို့ပြည်သူစစ်နဲ့ဒီလုံလုံချက်ဖွဲ့ဝင်တွေနေရာလေးနေရာပဲရှိတယ်။ကျန်တဲ့ area ရအားလုံးကစစ်တပ်ရောအုပ်စုတွေထိချုပ်လာတာ။ပြီးခဲ့ရက်ကကျွန်တော်တို့ဒီကန်းထောင်းဆုံးလိုက်ရတယ်။လက်ရှိကျွန်တော်တို့ဒီဇီးပြုံကုန်းကိုထပ်တိုင်တယ်။ဇီးပြုံကုန်းထပ်တိုင်တယ်။ဇီးပြုံကုန်းကတော့ကျွန်တော်တို့အနည်းနဲ့အမြန်စစ်တပ်ရောအုပ်စုတွေကိုဝင်လုံးမဲ့အနေနဲ့တော့ရှိသွားပြီ။အကျန်းနဲ့အမားဘက်ကပါတဲ့ပုံစံတွေကရန်ကုန်ပြီလို့သူဟာရန်ကုန်ဖြစ်သွားတယ်သူစင်းနေရ။အဲ့တော့ရက်ကထဲမှာနေတဲ့ပြည်သူမဖြစ်ဘူး။ပြည်သူမှန်ပြည်သူလို့တော့ပါ ဟယ်လိုချာတံမြေဘပီသူညကိုမော်မမများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မှချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ24ရက်ရက်ကျွန်တော်တို့အင်ကာနေမနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ပိုင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆောင်ကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာဆွန်တော်တော်လန်ရေးဘုတ်တကနေပြန်မှစကောင်းစီတဖို့တွေကိုအမုံချိတ်အောင်ပွဲဆင်နိုင်ခဲ့တဲ့ပေါ်နာတရင်တွေပေါ်ဝင်ဘိုမိုက်ခွေရဲ့ကြေကွက်လောင်မြတ်တံတွေလည်းကြည့်ရှုမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမအဆုံးတရင် ဘိုးအနေနဲ့ကတော့မန္တလေးတိုင်းနယ်ထိုးကြီးမြို့နယ်ဝလူရဲစခန်းကိုစစ်ကိုလာတဲ့အချမ်းပဲစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့စစ်သား73ဦးသေဆုံးပြီးမှဒုသက်ချက်တအုပ်အရှင်ဖမ်းမိပြီးတော့မှတအုပ်အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တိုက်ပွဲတွေမှာဆိုရင်တော့တမတ်88ကဒုသက်ချက်တအုပ်ကိုလက်ဝဲဖမ်းဆီးရမိခဲ့ပြီးတော့မှအချမ်းပဲစစ်တပ်လျောက်ခံရဲတပ်သားတို့ဟာဆိုတဲ့လက်နက်တွေနဲ့သူအလင်းဝင်ရောက်ခဲ့တယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါတယ်။အချမ်းပဲစစ်တပ်စစ်ကြောင်းကမတရားပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့စစ်မှုထမ်းတပ်သားတဲ့နှုတ်ကိုလည်း တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ပြည်မှာကဲထုံနိုင်ခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုကိုမြင့်ဆောင်အညာမျိုး operation ဖြစ်မြင်းချံခရိုင်အမ၄တရဲမြင်းချံခရိုင်အမ၃၀တရဲတရာဦးပါကပါတို့ကနေပြည်မှာလှုပ်ဆောင်ခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဒါတော့ပေါ့နော်။ကျွန်တော်တို့ဆိုရင်တော့နထိုးကြီးမြို့နယ်မှာဆိုရင်စကွန်စီတပ်ဖွဲ့ဝင်တွေကနေပြည်မှာစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုမြင့်ဆောင်အညာစစ်မြေစစ်ဆင်ရေးအနေနဲ့လှုပ်ဆောင်နေတာပြည်မှာချခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီတပ်ဖွဲ့ပြည်မှာကောင်းတဲ့တည်င်းတွေကြာဖို့ရှိနေတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ကျွန်တော်တို့ဒီအညာမြေမှာဆိုတော့ဗောနာတင်းတင်းကျပ်တောင်းချက်မှုတွေလွတ်ဆောင်နေပြီမဲ့အညာတော်လန်တပေါင်းစုတစ်ခုဆိုရင်ကျွန်တော်တို့ခုဆင်တဖြည်းဖြည်းအားကောင်းနေတာမလို့မြို့ဝပြည်သူတွေအနေနဲ့တရင်ကောင်းတွေပို့ပြမချိုင်မလို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်တရင်တပိုးအနေနဲ့ကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်လက်ရကျွေးရကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတအူးကျိုးဆက်ချတည်ဆုံးသွားတဲ့ဆိုတဲ့သတင်းမှဖြစ်ပါတယ် သူကမြေယာတွေကိုလည်းအလွဲသုံးစားရောင်းစားတာတွေလည်းမနေဘူးလို့သိရတယ်။မဖြစ်ခင်ကရပိုင်းမှာဆိုတော့ဆက်ကဆက်ကနေပြမအချုံနဲ့ရဲချလိုက်သေးတယ်လို့သိရပါတယ်။နောက်သူ့လိုရက်တွေသူတီးလို့ဒီလိုလိုတော့တာပါဆိုပြမပခုတ်ကိုခြေဆိုင်တွန်လိုက်တစ်ဖက်တစ်ဖက်ဖြစ်တဲ့ Cobra 1အဖွဲ့ကနေပြမပြောဆိုထားတာဖြစ်ပါတယ်။စက်ကောင်စီခန့်အုပ်ချုပ်မှုတွေအားဆိုရင်စစ်တပ်ရဲ့ခိုင်းစင်မှုတွေပြင်ကာကွယ်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေပါခံရတဲ့အတွက်ကြောင့်မလို့ဖိအားအင်မတန်များပြားနေတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ အဲ့ဒါပြန်စမှုထမ်းအတွက်လူပြအောင်စုဆောင်းပေးနေရတဲ့အတွက်နောက်ထပ်သူတွေများလာတဲ့စပရမဒေတာခန်တချို့ပြောကြချက်ပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်စက်ကောင်စီတက်ဖို့နေရဆိုရင်ကိုတိုင်ကိုကျကျတို့ဘက်ကလည်းအလင်းမဝင်နိုင်အခုစလဲစက်ကောင်စီဘက်ကလည်းပြမအင်မတန်ဖျားပေးမှုတွေလည်းလှုပ်ဆောင်နေတာမလို့စိတ်ဓာတ်တွေချပြီးတော့မှကျိုးဆွဲချတည်ဆုံးမှုတွေလည်းများပြားလာတာပဲဖြစ်ပါတယ်ဒါကိုကျတို့ဘက်ကလည်းပြမချင်းချင်းတတိပေးထားတာမလို့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့အောက်ခြေမှာရှိတဲ့ပေါ့နော်ပြူစောထေးအုပ်ကြီးတွေကဆိုတော့နောက်မကြသေးခင်မှာကျွန်တော်တို့တော်လန်တပ်ဖွဲ့အနေနဲ့သူအလီမြန်ဆောင်ပူပေါင်းဆောင်ရဲတင်နေပြီဆိုတဲ့ကြောင့်လည်းဒီနေ့ကနေထပ်ပြီးတော့မှဖိတ်ခေါ်ပြောလို့ပါတယ်ကဲကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်ပါကတော့ရဲဘော်ရှင်းလေးရနေပြမခုဆိုရင်ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာစစ်ကောင်စီရဲ့ဒီကပလဲစခန်းကိုကန်ယူပူပေါင်းတတင်းကနေပြမအပြေးသိမ်းပတ်ရရှိခဲ့ရတယ်ဆိုတဲ့တတင်းနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ရဲဘော်ရှင်းလေးဘယ်လိုမျိုးတတင်းကောင်းတွေစာပြောထားမလဲဆိုတာကျွန်တော်တို့ကြည့်လိုက်ရအောင်နော် တော့ဒီကနေ့တဖက်ဝင်တွေကရန်ကုန်ပြည်လမ်းမှာရှိတဲ့မင်းကကျွန်တော်တို့စစ်စေးဂိတ်တွေမှာကျွန်တော်တို့ခရိုင်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကျွန်တော်ဒီကနေ့တဖက်ဝင်တွေတိထုတ်ရတော့နာရီပိတ်စာတွေဒီဇိုင်းကြီးတောင်ထွက်သွားတဲ့အခြေအနေနဲ့လက်ရှိဒါအကြမ်းဖက်စစ်ခွတ်တဲ့ထောက်တိုင်တွေကိုကျွန်တော်တို့အဲအဲဒီဖက်ဝင်တွေရှင်းနေတဲ့အတွက်နေတိုင်းနေတိုင်းဝင်ငါချက်နေရတဲ့အကြောင်းအရာတွေကလည်းကျွန်တော်ပြပါတယ်ကြာတိခဲ့ပြီးဖြစ်မှာပါဟုတ်ပြီဒီမှာတင်ပြမယ့်အကြောင်းအရာတွေကကျွန်တော်ထူးဆန်းတဲ့အကြောင်းအရာတွေအများကြီးပါပါတယ်ဥပမာဝင်းတုံးနဲ့တက်ရိုက်မယ်လို့ ပြီးတော့อืมအာကျွန်တော်တို့ဘယ်လိုပြောလဲကဟိုအင်အားလုံးရင်းနဲ့ကြီးရေလေးဒုံးတစ်ဖွဲ့လေးကဝင်းရံပြီးတော့ခြေမုံမယ်တို့ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်လောဘကိုမစုံတန်းခံစစ်ဘယ်တော့မှနေထပြေးခွင့်မစုံဖို့အတွက်တင်းချတဲ့အမိတ်ဝင်ကိုပေးထားတဲ့အကြောင်းအရာပဲပြီးတော့အဲ့လိုမျိုးမစုပ်ဖို့အတွက်ပေးချစွာမှားထားပေးပြီးတော့အမိကြီးပေးထားပေးမဲ့လေပဲတိမ်မှာကြောင်းလို့သူ့အောက်ကလည်းလူကောင်တွေပြေးသွားတဲ့အကြောင်းအရာတော့ ချိန်ကလည်းစခန်းမှာဆိုတော့ဒီစကားကိုကျွန်တော်ကဲနေပြီးတော့ဝေးကူအောင်တစ်ခွက်ဝင်ပြီးဝင်အဲ့အမှုချိန်တဲ့အချိန်မှာတော့စက်မိလိုးဝါကိုမပေးထားလိုက်မစုတ်တန်းခံစစ်ထဲမှာရှိရကျွန်တော်ဖက်စစ်ခွေးတွေမှန်သမျှဟာဟဲ့နေဘယ်ဘောဖပေးသွားကြပါလဲဟုတ်ပြီအဲ့ဒါလည်းပဲကျွန်တော်ဒီအိုက်တွေထဲမှာကင်းရင်ဒါဘောတစ်ခွက်ဝင်တွေအတိုင်းမှာနေဆက်မှာရှိတဲ့အကြောင်းဖက်စစ်ခွေးတက်မှန်သမျှအကုန်လုံးကိုတကယ်သိမ့်ပတ်မယ်လို့ ဒီကဆုံးဖြတ်ထားပြီးကျွန်တော်တို့ဒင်းတွေဒုထလာတဲ့တော်လှန်ရေးရဲ့အလုံးကိုကောင်းမွန်တဲ့ပြည်ပြည်စုံတဲ့အခြေအနေတရက်ကိုလည်းချောင်းပြပါလေဒီစီဆက်တွေ့နေရမှာဖြစ်ပါလေအင်းဒီအထီးကပယ်စကမ်းကလည်းပဲအရေးပါလေကျွန်တော်ဖက်စစ်ခွေးတက်စကမ်းဖြစ်ပါလေနှစ်ပေါင်းမြတ်အလုံးကြော်စားအလုံးနှစ်ပေါင်းများစွာပေါ့နော်ဒါအထိုင်ချတဆွဲထားတဲ့နေရာဖြစ်တဲ့အဲ့ဒီအချိန်မှာတော့ခင်တွေကပြန်လည်းတစ်ခက်သိမ့်ပြပြီးပြီးတော့ ကျွန်တော်ထူးခြားတဲ့အကြောင်းအရာတွေအတွင်းထဲမှာလက်ရှိအချိန်မှာကျွန်တော်တို့ကင်းရဲ့တပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ဒီတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တွေပြီးတော့အခြားသောတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့အစည်းအလုပ်ရှားမှုတွေရှိနေတဲ့ဆိုတဲ့အကြောင်းမှာဂျပန်စစ်ခွေးတပ်ကကောင်းနေတော်တော်လေးကိုလက်ပြနေပါတယ်ဆိုတော့ကျွန်တော်တို့ဆိုင်းနဲ့တပ်ဖွဲ့ဝင်တွေပူးပေါင်းသွားမှာကသူတို့ဘက်ကြောက်တရားဖြစ်ပါတယ်ဘာလို့လဲပဲဂမန်ကရန်နဲ့ဒါရောဇန်စုကြည်နဲ့ပတ်သက်တဲ့အာကျွန်တော်တို့ဒါလုံတာမှတ်တမ်းဖိုင်တွေပြီးတော့အမှုစစ်တဲ့ ဆက်ဆံလမ်းတွေကိုထုတ်ဖော်ပြီးတော့ NLD နဲ့ NFT အချင်းချင်းရင်တိုက်ပင်းနေတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့ဒီအပိုင်းမှာတွေ့ရပါတယ်ဗျ။ဒါတော့ဗောနော်ရေဘော်ရှန်လဲနေပြီးတော့ တောင်ပိုင်းထဲမှာရှိနေတဲ့စစ်ကောင်စီရဲ့ဒီတိကဘလကဆန်းအရဆိုတော့ကျွန်တော်ခုဆိုရင်ကန်ယူပွန်တရီကရံပြမှာအပီသိမ့်ပရရှိခဲ့တယ်ဆိုတော့ကြောင်းပြောဆိုထားဖြစ်တယ်ကျွန်တော်အလုံးတီးရှိထားတဲ့အချိန်ပဲအဲ့ဒီစခန်းတွေမှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအလုံးဒီပါဆိုတော့ထိုင်းနိုင်ငံဘက်ခြမ်းကိုထူပြီးသွားကြတာမလို့ပါတော့မကြခင်မှာတော့ကျွန်တော်မြောက်ဝတီမြို့မှာရှိတဲ့သူတို့ရဲ့ဒီတပ်ရင်းကိုပြန်လဲပြီးတော့မှရောက်ရှိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေခုပြေးပြင်းနေအခုလိုမျိုးထူပြီးနေတဲ့အချိန်မှာအောက်ခြေမှာရှိနေတဲ့သူတို့ဘုံမအယုတ်ကလေးတွေကနေပြီးတော့မှစစ်ကောင်စီကနေပြီးတော့မှတောင်ပိုင်းထဲမှာအောင်မြင်မှုတွေများစွာရရှိနေ ေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝါရဖြန့်ပြောဆိုနေကြတာပဲဖြစ်ပါတယ်တော်တော်လေးကိုအရှိမရှိတဲ့အုပ်စုတွေဖြစ်ပြီးတော့မှကျွန်တော်ခုဆိုရင်တောင်ပိုင်းတိုင်းမှာရှိတဲ့ Kenyu Canal လေးပူပေါင်းတဲ့ပြင်ကြံတဲ့ကျွန်တော်မွန်တက်တော်တွေကနေပြီးတော့မှစစ်ကောင်စီနဲ့ Fisher National တစုတွေကိုတောင်ပိုင်းတိုင်းကနေပြီးတော့မှအမုံကျိတ်ဒီနေ့ထဲမှာပဲပြပြတိုက်ဖို့စူးစမ်းနေတယ်ဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှတွေ့နေရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဥတ္တမြက်ကနေပြီးတော့မှစစ်ကောင်စီတပုတ်တွေကကိုယ့်ရဲ့ဒီလျှောက်ခံဝင်သားတွေကိုပြန်ပြီးတော့မှဖမ်းဆီးနေတယ်ဆိုတဲ့အကြောင်းသိဆက်ထားတဲ့ဟာလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် ဇွန်လ၁၀ရက်နေ့ကဒေါအောင်ဆန်းစုကြည်မွေးနေ့စူတောင်းပေးတဲ့မြမတန်တဲ့ရုပ်မြင်သံကြား MRTV ဝန်တန်းမနှင်းရင်ဖြူကိုဇွန်လ၂၁ရက်နေ့ညပိုင်းကဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။မနှင်းရင်ဖြူဟာနေပြည်တော်တက်ကုန်းမြို့နယ် MRTV ဝန်ထမ်းအရာမှာအဖမ်းခံလိုက်ရတာဖြစ်ပါတယ်။မနှင်းရင်ဖြူကိုဖမ်းဆီးဖို့စစ်ကောင်စီ lobby တွေရဲ့ Telegram channel တွေမှာတိုက်တွန်းနှိုးဆော်ကြတာကိုလည်းတွေ့ရပါတယ်။မနှင်းရင်ဖြူကိုဖမ်းဆီးတဲ့နေ့မှာပဲဒေါအောင်ဆန်းစုကြည်မွေးနေ့ကိုစူတောင်းပေးတဲ့ မန္တလေးကနောက်ထပ်တမန်အရသားတူဖြစ်တဲ့ကိုမိုးမိုးစော်ကိုလည်းဖမ်းဆီးခဲ့တယ်။အဲ့လိုစစ်ကောင်စီရဲ့မနေ့ကထုတ်တဲ့သတင်းစာမှာဖော်ပြထားပါတယ်။ရန်ကုန်မှာလည်းဒေါအောင်ဆန်းစုကြည်မွေးနေ့လှုပ်ရှားမှုမှာပါဝင်တဲ့လူ၄ယောက်ကိုစစ်ကောင်စီကဖမ်းသွားတယ်လို့ရန်ကုန်က King Talk Channel တခုဖြစ်တဲ့ Rangoon Scott Network ကထုတ်ပြန်ထားပါတယ်။ဒါတော့စစ်ကောင်စီရဲ့ပြမပါနော်။အခုဆိုရင်သူတို့ရဲ့ အဓိကပြမလော်ဘီတင်ဌာနဖြစ်တဲ့ MLTV ဝန်ထမ်းကိုတမပြန်ပြီးတော့မှဖန်စီအရေးမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အမေစုရဲ့မွေးနေ့မှာဆန်တော့ birthday wish လုပ်ပြီးတော့မှပေါ့နော်။ပန်းတပိတ်မှာဆင်ရွက်ခဲ့လို့ခုလိုမျိုးဖန်စီရတဲ့ဆိုပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှထုတ်ပြန်ကြေညာထားပေမဲ့စစ်ကောင်စီအရဆိုရင်သူတို့အောက်ခြေသားတွေနဲ့ဒီလိုမျိုးတမိသားဆိုတွေပြန်ပြီးတော့မှယူမာနေတယ်ဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှတွေးရှိရတာပဲဖြစ်ပါတယ်။ဒီကြားထဲမှာကျွန်တော်တို့ပန်းတပိတ်နဲ့ပေါ့နော် birthday wish လုပ်ခဲ့ကြတဲ့အမေစုရဲ့မွေးနေ့ပေါ်မှာကျွန်တော်ပြည်သူတွေကိုအညှိုးထားပြီးတော့မှဖန်စီရေးယူမှုတွေဆက်တိုက်ဆိုလို့လှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ ုလိုမျိုးလှုပ်ဆောင်နိုင်အောင်နှုတ်ကွယ်နဲ့ပြီးတော့မှပံပိုးကူညီနေကြတဲ့စစ်ကောင်စီဘုံမအယိုးကက်လေးတွေကဆိုတော့ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှပြတ်ချင်းမွန်ရှင်လင်းသွန်မန်စပရီမာကြီးညာထားတာပဲဖြစ်ပါတယ်မကြခင်မှာတော့တို့ရဲ့ကန်ချမာတယ်ဆိုတော့ဘယ်လိုမျိုးတွေပြောင်းလဲမလာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြမှာပေါ့နော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ထောက်ပို့တပ်မှအားကြဲအကြဲလို့ပြီးတော့မှတင်ဆက်ချက်တောင်းချနေတဲ့စစ်ကောင်စီဘိုးလေးလင်မယားကြောင့်တင်ဆက်ထားတဲ့အားလေးကျွန်တော်စစ်ပြမနားထောင်ကြည့်လိုက်ရအောင်နော် ီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ထောက်ပို့တက်ကရင်းမြစ်တအူရေးသားပြဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမကရာထပတက်ကရင်းမြစ်တအူပါ။ခြေတန်းခြေကြထောက်ပန်းတဲ့ပို့ဆောင်ရေးတက်မှာမကြသေးမီကတရင်အားရဆန်ဖြစ်သွားတဲ့ဘူလေးရဲ့မိမဒေါညူမြင့်ဟာတက်မှာလူတိုင်းနဲ့လည်းမတည့်ပါဘူး။စကားပြောရင်နှင်းစင်ကဘာလဲထည့်ပြောတတ်သူပါ။တက်မှာကယောက်ျားတွေမှာပဲယာလူရှိတာပါ။မိမတွေကမမတက်တင်ပါဘူး။တမီတဲ့နေ့တရင်လဲတောက်ကြတဲ့သူတွေလေခံမြင်လို့ပါ။ ကိုနေရာဆက်ဆက်ဒီနေရာဆက်ဆက်မပါသေးပါဘူးအကြီးအကြီးနေရာမှောင်းနေတင်ပါတယ်တခုခုဖြစ်လို့တယောက်ကြဖို့လေးရွှေမျိုးနဲ့တိုင်ရင်သူမိမကခောင်းနေလို့တဲ့သူကဘီပြောတိုင်းကျမတို့ကငင်ခံနေရမှာလားလက်ကလည်းစားပါသေးတယ်ကိုနေရာလည်းသူစားရမှာဒီနေရာလည်းသူစားရမှာတကယ်တမ်းကျတော့ကျမတို့ကခံနေရတာပါတမူးကဒါတွေကိုမသိပါဘူးဖုံးမိထားကြတာနောက်ပြီးပြောချင်တာကရထပတက်မှာကပတ်ဆိုင်ရှိတဲ့သူကရှိပြီးရှိပါမရှိတဲ့သူတွေကကုန်းကောက်ဆရာကိုမရှိတာပါ ဌာနဆိုင်ရာတွေကိုတစ်နှစ်တစ်ခါချိန်သင့်ပါတယ်။တာတဲ့နေရာရှိသလိုမတာတဲ့နေရာလည်းရှိတာပေါ့။အလှဲ့ကြလေးချိန်ပေးစီချင်ပါတယ်။အခုတော့မရှိလို့အကျွေးယူမပေးနိုင်လို့အကျွေးထက်တယ်။အကျွေးတော့တဲ့ကလည်းမလွတ်နိုင်သူတွေတက်ထဲမှာအများကြီးပါ။အထက်လူကြီးတွေနားလည်ပေးစီချင်ပါတယ်။စီစစ်ပေးစီချင်ပါတယ်။လုံးညုံမြင့်ကလည်းလိုင်းထဲမှာအော်ဟစ်ပြောဆိုနေတာငစိမ့်တဲ့အတိုင်းပါပဲဇေယျကြပါလေအဲ့ရလူနဲ့မတန်တဲ့ဘူလေးကတော်ပါလူတိုင်းကဒုံညုံမြင့်ကိုမကြည့်ကြဘူးမချစ်တော့လဲအောင်သာနန်းပေါ့မလွန်ဆိုင်ရတဲ့ဘဝတွေလေ ယာတို့မရှိတဲ့တသားဘဝကဟန်ကောလိုပဲနှိမ့်ကန်ခံနေရတာလင်းကကန်မယားကကန်နဲ့ဟန်ကောလေးလေးပိန်လို့ပါရှင်မပြေဝတဲ့အောက်ခြေကတသားမိသားစုဘဝလေးတွေကိုအထက်ကလူကြီးတွေပြည့်အောင်ဖြည့်ပေးစေခြင်းမာတယ်လို့စာရေးသားပြဖို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတပ်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်သမတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းမက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ် ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျွန်တော်တို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာဖြစ်ပါတယ်ရှင်ဒါတော့ဗောနော်ထောက်ပုတ်တက်ကနေပြမဟုတ်ဆိုရင်မိုးလေးရဲ့မိမတော်တော်လေးကိုတောင်းချမ်းပြီးတော့မှပေါပန်းလေးဆိုရယ်ပြောဆိုနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားသိနေရတာပဲဖြစ်ပါတယ်သမီးသားဆိုနေပုံမှာသူတို့အနေနဲ့ဒီနိုင်ချက်ကြိုက်လို့ဗောနော်စီမံအုပ်ချုပ်နေတာပြမဟုတ်ဆိုတော့သူ့အနေနဲ့ဒီ အချင်းပြချဆမှုတွေပြင်လက်ဆမှုတွေပါကျွလွန်ထားတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်။ဒါတွေကတော့မျောလင်တို့ရဲ့ standard amateur ဆိုတော့စစ်ကောင်စီရာရှိတွေနဲ့တို့လင်မယားတွေအရဆိုရင်တော်တော်လေးတော့တောင်းချမှုတွေလုပ်ပြီးတော့မှတို့အခြေသက်သားတွေပုံမှာ သင်တယ်လို့ပေါ့နော်နေစမိုးတွေလောက်ဆောင်နေတယ်ဆိုတော့အကြောင်းတွေပါကျွန်တော်တို့သိရှိနေရတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့မြို့ဘက်ပြည်သူတွေကနေပြမလာသိရှိထားတာမို့လို့တတ်တွင်းမှာရှိနေတဲ့တမိသားစုတွေနဲ့အောက်ခြေတသားတွေတွေနဲ့အခုခရေကကျွန်တော်တို့ဘက်ကိုကုပြောင်းခုလုံရင်းနဲ့ပေါ့နော် Face Honor ရှင်တော်လိုင်းရေးမှာဒီတဲ့ပူပြီးတော့မထက်တဲ့ဝန်ပူပေါင်းပုံဖို့အားလုံးကိုဖိတ်ခေါ်ပြောလို့ပါတယ်ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမချော်စိုးကနေပြတော့မှာပလဲမျိုးနဲ့ကန်တော့ရဲစခန်းကိုပြီးသိနေခဲ့တဲ့ပြည်လီနဲ့ပူပေါင်းဖွဲ့တွေကိုဘလူးမျိုးအချောင်စင်ကိုပြောဆိုထားအောင်မလဲဆိုတာစက်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော် ပလဲမြို့နယ်ကျွန်တော်တို့ဇီးပြုတ်ကုန်းကြီးဝါအခြေအနေကိုတင်ပြပါမယ်ပလဲမြို့နယ်ဇီးပြုတ်ကုန်းကြီးဝါကိုစစ်သူကြောင့်အုပ်စုတွေကဇွန်လ10ရက်နေ့ကနေစပြီးတော့မီလောင်ပုံးနေနဲ့ဒါကြီးဝါတွေကိုကျွန်တော်ပြစ်ထည့်တယ်တိုက်တယ်နေနေတော့ကျွန်တော်တော်တော်လေးမီလောင်ပြက်စီသွားပြီလို့ပြောတယ်ပြီးတော့ကျွန်တော်မနေ့ကညနေပိုင်းကဒီအသက်ကြီးပြုတ်တွေကလေးငယ်တွေကိုဝင်ဆောင်နေနေထိုင်တဲ့ဒီအဆောက်အဦးကိုစစ်သူကြောင့်အုပ်စုတွေက drone နဲ့ပုံးကျက်ပြီးတော့ဒီဖြက်စီလိုက်ရလို့သိရပါတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေကပြည်ပြည်သူတို့ကကျွန်တော်တို့ဒီကြီးဝါအတွင်းကိုဆက်သွေးညောင်းတွေတူးပြီးတော့ဒါကြီးဝါအတွင်းကိုသူတို့ဝိုင်းပတ်နိုင်အောင်လုပ်လာတယ်လို့သိရတယ်ဒါတော့ကျွန်တော်တို့ data မှာရှိတဲ့ဒီသားကနေပြောဆိုကြရပါဘော တို့ကတော့ကျွန်တော်တို့ဒီကြေးဝါကိုဝင်ရောက်နိုင်ဖို့အတွက်အဲ့မှာတို့တို့ဒီဆက်သွေးလမ်းတွေဖောက်လာတယ်ဆက်သွေးလမ်းတွေဖောက်ပြီးတို့ကြေးဝါတွေကိုဝင်နိုင်ဖို့အတွက်လုပ်မယ်ကြေးဝါတွေကိုဝင်ရောက်နိုင်ဖို့အတွက်တို့တစ်ဖက်မှာလည်းဒီဘက်ဖိုးတွေဒိုးစာတွေနဲ့ဒါတို့ပြင်နေတယ်လို့တော့သိရတယ်ဒေတာကန်တွေရဲ့ပြောဆိုမှုရပါဘောအဲ့တော့ဒီဒီကျွန်တော်ဒီပလဲမြို့နယ်မှာကအားလုံးကျွန်တော်တို့ရှိရတင်ပြတယ်လို့ပါပဲပလဲဇီးပြုံကုန်းအင်မတီကန်းထောင်းဆိုပြီးတော့ကျွန်တော်တို့ပြည်သူစစ်နဲ့ဒီဒီလုံခြုံတပ်ဖွဲ့ဝင်တွေရဲ့နေရာလေးနေရာပဲရှိတယ်။ကျန်တဲ့ area ရဲ့အားလုံးကစစ်သွေးရောအုပ်စုတွေထိချုပ်လာတာ ပြီးခဲ့ရက်ကကျွန်တော်တို့ဒီကန်တောက်ဆုံးလိုက်ရတယ်လက်ရှိကျွန်တော်တို့ဒီဇီးပြုံကုန်းကိုထပ်တိုင်နေတယ်ဇီးပြုံကုန်းကိုထပ်တိုင်နေဇီးပြုံကုန်းကတော့ကျွန်တော်တို့အနည်းနဲ့အမြန်စစ်သွေးကြွအုပ်စုတွေကျွန်တော်တို့ကြီးဝတွေကိုဝင်လုံးမဲ့အနေကတော့ရှိသွားပြီဘာကြောင့်လဲဆိုတော့သူတို့ကကြီးဝပြန်ရဲ့ဆက်သွေးမျောင်းတွေတူးပြီးတော့ကြီးဝဘက်ကိုသူတို့ဥတည်လာတယ်တစ်ဖက်မှာလည်းသူတို့ဒိုးစာတွေနဲ့သူတို့အရင်ရခင်တိုင်းအကာဝယ်ပြီးတော့ကြီးဝတွေကိုသူတို့ဖောက်ဝင်လာနိုင်ဖို့တော့စူးစမ်းနေလို့သိရတယ်အဲ့တော့ဒါတော့ကျွန်တော်တို့ဇီးပြုံကုန်းရဲ့အခြေအနေပါအဲ့တော့ဒီညမှာတော့ကျွန်တော်တို့ငါးဆောင်ကအဖွဲရတော့ဇီးပြုံကုန်း ဒီပလဲမြို့နယ်မှာတို့ဒီတိုက်ပွဲဖော်ဆောင်နေရဖြစ်ပါတယ်။ငဆောင်ကအဖွဲ့ကလာတာကကျွန်တော်တို့ဒီရှမ်းမြောက်ကနေလာတယ်။တို့ဒရီဒီတာကလည်း MMDA တီးနဲ့ TNL ထံကနေဒရီဒီတယ်။ဒရီဒီပြီးတော့ကျွန်တော်တို့ဒီရှမ်းမြောက်ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲမှာတို့ဝင်တိုက်တယ်။ဝင်တိုက်တယ်အမှတို့ရလာတဲ့လက်နက်ခဲယမ်းတွေကိုအချိုးစားလိုက်တို့ရတယ်။ရပြည့်နောက်ပိုင်းမှာဒီဖွဲ့တွေကကျွန်တော်တို့ဒါဒါကျွန်တော်တို့တစ်ဖက်မှာ ရခိုင်ဘက်ကိုတို့တွားပြီးတော့တိုက်တယ်တိုက်ပြီးတော့အဲ့မှာရလာတဲ့လက်နက်ခဲရနေတဲ့တို့လက်ရှိတော့ကျွန်တော်တို့ဒီစကိုင်းစကိုင်းတိုင်းတဲ့ကိုပြောင်းဝင်လာတဲ့သဘောဖြစ်သွားပြီစကိုင်းတိုင်းတဲ့ကိုပြောင်းဝင်လာပြီဆိုရင်ဒီပလဲနဲ့ကျွန်တော်ချိန်ဆက်ထားတဲ့မြိုင်ရေစကြိုလမ်းမိုက်နေရှိတယ်အဲ့ဒီကနေကျွန်တော်တို့ ARU မြို့ကိုကူပြီးဆိုတာနဲ့မြင်းကြမြင်းကြမကကျွန်တော်ရန်တဘူရောက်ရောက်မယ်ရန်တဘူရောက်သွားပြီဆိုမြင်းကြခဲရမယ့်ကိုကျွန်တော်လှုပ်ရှားလို့ရသွားပြီဒါမှမဟုတ်လည်းတို့ဘယ်ဘက်ကိုဥတည်မလဲဆိုတာကျွန်တော်ဆက်ပြီးစောင့်ကြပါဖြစ်တယ် မောင်ဆောင်ဟာတော့ဖွဲ့ကိုတော်တော်လေးကိုကြောက်နေတဲ့ကျော်စိုးကဆိုတော့မကြခင်မှာတော့ကန်တော့ရေစခန်းပြီးမှာပဲဇီးပီကုန်းကျွဲဆိုတော့ PDF တက်ဖို့နဲ့ပြီးမှာအပြည့်သိမ်းပါရရှိတော့မယ်ဆိုပြီးမှာချိန်ရပြောဆိုလာတာပဲဖြစ်ပါတယ်ဒါတွေကိုချိန်ချပြစစ်ကောင်စီဘိုးမှာရုတ်ကက်လေးတွေအားဆိုရင်စစ်ကောင်စီရဲ့စစ်ကြောင်းတွေအားဆိုတော့အလုံးရောအလုံးမဖြစ်တော့ဘဲနဲ့ပေါ့နော်သူတို့ချင်းချင်းတောင်မှာတက်ဖြတ်မှုတွေရှိနေတယ်ဆိုတဲ့အကြောင်းတွေပါဝန်ခံပြောချလာတာပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုတော့အညာဒေတာမှာတော်လန်တပေါင်းစုတစ်ခုဒီဆောက်ပြီးတော့မှစစ်ကောင်စီရဲ့စကားတွေပြီးတော့မှပြူစောထီးတွေရပေါ့နော်ကြည်ရတွေဒီတောင်မှာကျွန်တော်တို့အနေနဲ့စစ်စင်ရေးတွေပုံဖော်နေတာမလို့မြို့ပပြည်တွေကြားချင်နေတဲ့ ဲ့တရင်ကောင်းတယ်ညကင် project ဆုံးလက်ဆက်တင်ပြီးတော့မှတည်ဝင်လှူရှာလာတာပဲဖြစ်ပါတယ်ဒါတွေကိုကြည့်ချက်ဖြင့်မြို့ပပြည်သူတွေထောက်ဖို့စနေနဲ့ကိုတိုင်ကိုကြဒေတာလိုက်မှာထက်ထဲဝင်ပူပေါင်းပေါင်းဝင်မှုတွေဆိုတော့လုံးဝအချင်းကြီးမှဖြစ်ပေနေပါတော့ခုဆိုရင်ကျွန်တော်တို့မြို့ပပြည်သူတွေကြားချင်တဲ့အတိုင်းပဲတရင်ကောင်းတယ်ခုရပန်ဆက်တိုက်ဆိုလို့ကြားနေရတယ်ဆိုတဲ့ကြောင့်ဒီနေရာကနေထပ်ပြီးတော့မှပြောလို့ပါတယ်ကဲနောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံတင်ကောင်းဝဲပေါကရောင်းနေပြီးတော့မှသဘောတဲ့နော်စစ်ကောင်စီရရှိတွေကိုအချင်းပြတ်ချစားတဲ့အုပ်စုတွေဆိုပြီးတော့မှပေါ့နော်ဘလူးမျိုးစုမပြောဆိုထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော် တပြိုတော့မထင်ပါနဲ့ဗျာတပြိုတော့ခြေသားငယ်လာတော့မတည်ဘူးပေါ့နော်တပြိုတော့ဒီလိုပြောတယ်ဆိုတာကလည်းဘိုင်းမော်တွေတင်ရှင်လုံးလို့တင်ရတာမဟုတ်ပါတခါတလေကျတော့တိအောင်လို့ဗျာတခါတလေကျတော့အဲ့လိုငွေကောက်တာတွေကဇာတာဥမှရှိတဲ့တာဝန်ရှိမှုကြီးတွေကတခါလည်းတိကျင်လည်းတိတယ်မတိကျင်လည်းမတိဘူးဗျာတိုင်းမှုတွေဆိုတော့ဝေးရောဗျာဇာတာဥမျိုးနယ်မှာဖြစ်သွားတယ်ဗျာဇာတာဥရဲစခန်းမှာဖြစ်သွားတယ်ဒီလိုပေါ့နော်ဓာတ်ရက်စကမ်းမှာဒါပီဒီအချမ်းဖက်တည်စီပို့တယ်ဒါရွှေတော့ရွှေမျိုးတွေတပြုတ်လို့ကြားလိုက်တယ်ရေးရေးလေးကြားလိုက်တယ်ခင်ဗျာအဲ့လိုကြားလိုက်တဲ့အခါမှာတို့တို့တွေငွေဆိုင်ငွေဆိုင်နဲ့ ဒီကပတ်စံကေဘေးတွေနဲ့အကုန်လုံးလွှဲပြီးမှအဲ့မှာဖမ်းတဲ့အခါကျတော့ခင်ဗျားတို့ကြုတ်ကိုဖမ်းလို့ထောင်ချလို့ရှိရင်တဲ့ခင်ဗျားတို့လည်းဒီကေဘေးတွေနဲ့ငွေဘေးတွေနဲ့ရှယ်ကောက်တွေနဲ့လွှဲတာခင်ဗျားတို့ကကြုတ်ကအမှုရဲတွဲမှာဆိုတော့အဲ့မှာခေါင်းရင်းဆိုင်ပြီးလွှဲပေးလိုက်တယ်ခင်ဗျာလွှဲပေးလိုက်တော့အဲ့မှာမှန်ကန်တဲ့စစ်ကြောင်းမှုနဲ့မှန်ကန်တဲ့လူကြီးနဲ့တွေ့တော့ငစွန်ဘက်မှာမိတယ်လို့တပြို့လို့ကြားရတယ်ခင်ဗျာတပြို့လည်းတိတိကျကျပေါ့နော်ငစွန်ဘက်မှာမိတော့အခုအကုန်လုံးအကုန်လုံးကိုစစ်ဆေးနေတယ်ပေါ့နော်ဒါစစ်ဆေးပြီးမှအရေးယူမဲ့ခင်းဆိုင်နေတယ်အရေးယူဖို့ပဲများပါတယ်90ရာခိုင်နှုန်း100ရာခိုင်နှုန်းများတယ်လို့ပြောရမှာပဲနော်အဲ့ဒါပြောချင်တာက ဂျေလိုတွေဒလူတွေအောက်မှာမတရားလုပ်နေတဲ့ဟာတွေကိုကတခါလေမကြည့်ဘူးပြာအောက်မှာတခါလေအဲ့မြင်မျက်နှာကိုမကြည့်ဘူးဒီလူလူတွေရဲ့မျက်နှာကိုမကြည့်ဘဲနဲ့တဘူတဲ့ဓမ္မနွားတွေပေါ့ဗျာသူစုပေါင်းစားရေးပဲကြည့်တာဒီကျန်ဖက်နေနေကြတော့ထိတိယရောက်အကျန်ဖက်တွေစီပုံမဲ့ပစ္စည်းကြောင်လွတ်ပေးလို့ပါနော်ဒါမျိုးတွေရှိတာပေါ့ဗျာနော်တပြို့တော့ဒါမျိုးတွေပြောရင်လည်းမုန်းတယ်ဗျာမုန်းမှန်းလည်းသိတယ်ဗျာတပြို့တော့ကျန်တဲ့စားတဲ့နီးတွေကျန်တဲ့ဟာတွေကြိုက်တယ်လို့ကောက်စားကြိုက်တယ်လို့ဒါနိုင်ငံတော်ပြစ်ထိုင်လာကလောက်တာမို့ ငပေါလဲဆိုဘုန်းကြီးလိုဖြစ်ချင်နေတာနော်အခုဆိုတော့ကျွန်တော်တို့အားလုံးသိထားတဲ့အချိန်မှာစစ်ကောင်စီရဲ့ဖွဲ့ဝင်ချင်းချင်းတောင်းပန်ပြီးတော့နောက်ဂျော်ဒန်နဲ့ထိုးတဲ့ကိစ္စတွေများစွာဖြစ်ပေါ်နေတာဖြစ်ပြီးတော့ဒီတရာူရက်စကားမှာဆိုတော့သူတို့အနေနဲ့ PDF တပ်ဖို့တွေကိုဖန်စီမီတာတောင်းပါပါနော်လုပေးလိုက်တယ်ဆိုတဲ့သတင်းမျိုးတွေပါပြောဆိုလာတာပဲဖြစ်ပါတယ်ကျွန်တော်တို့ခုဆိုရင်စစ်ကောင်စီတပ်ဖို့တွေနဲ့ငပေါတို့လိုမျိုးပြောဆိုရေးအုပ်စုတွေကြားထဲမှာဆိုရင်တော့ပြဿနာဖူးတလေးတွေများစွာရှိနေတာဖြစ်ပြီးတော့စစ်ကောင်စီကတော့မဲမဲမြာဆိုပြီးတော့သူတို့လူတွေတောင်းပါပြန်ပြီးတော့ဖန်စီရေးမှုတွေလုံးဆောင်နေတာပဲဖြစ်ပါတယ်ရန်ကုန်မှာဆိုလည်းရဲတပ်ဖို့တွေတောင်းပါပြန်ပြီးတော့ဖန်စီ င်နေတဲ့ဥပဒေတွေထုတ်ပြန်ထားတာမလို့တို့တို့ဓာတ်တွေကိုကြီးချပြစစ်ကောင်စီဟာဆိုရင်တို့ရဲတပ်ဖွဲ့ဝင်တွေပြူစိုးထွေးတွေကိုလက်ကင်တို့တပ်ဖွဲ့တို့ခိုင်းဖက်ပြန်ပြီးတော့မှတုံးချစေခိုင်းမှုတွေလို့ဆောင်နေတယ်ဆိုတော့တပိင်းမျိုးတွေကျတို့ထပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်ဒီချိန်မှာပေါကရုံးလိုမျိုးအုပ်စုတွေရဲ့အနေနဲ့ပေါ့နော်ပြည်သူတွေပေါ်မှာ90%လောက်ပြည်သူမှာအနိုင်ကျင့်မှုတွေခိုးဆိုးလို့မှုတွေကိုဆက်လက်ပြီးတော့မှကျူးလွန်နေမှာဆိုတော့တလန်တဖို့နဲ့ပြည်သူမှာကိုယ်တိုင်ကိုကြမြလန်ရှာဖွေပြီးတော့မှတိုးတင်ရှင်းလင်းတော့မှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေတဲ့ပြီးသူတွေကိုအချမ်းမဖက်ပါနဲ့ဆိုပြီးတော့မှ water mind type pop punch လေးဆက်ပြောဆိုနေတဲ့စစ်ကောင်စီဘောမတကောင်ကိုကိုစီရတဲ့ပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လဲရအောင်နော်ပြောပါမယ်ဟာပြီးသူတွေကိုချမ်းမဖက်ပါနဲ့သူချမ်းဖက်နေတယ်ဘယ်လိုလဲမအောင်ဘူးနောက်တယ်အဲ့ဒါလက်ခံတယ်တာမန်ပြီးသူကိုချမ်းဖက်လို့ရအောင်ဒါပေမဲ့တစ်ခုရှိကပြီးသူတို့နာမည်ခံထားတယ်ပြီးလို့ရှိရင်ဟဲ့ဒီပြီးသူအများစုတော်လန်နေတဲ့ရန်သူရဲ့အတွေ့နော်ဘလန်လောက်မယ် ်ပစိုလုပ်မယ်ရန်သူကိုတည်ပေးလုပ်မယ်အဲ့ဒါဆိုရင်ပြည်သူဖြစ်လို့မရအောင်အဲ့ဒီလောက်ကိုကျွန်တော်လုပ်လေကျွန်တော်ဟာပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေပြစ်မှတ်ပြန်သွားမှာပဲကျွန်တော်ဦးထောက်ဖို့တရားနော်အဲ့လိုအလုပ်ရမျိုးကိုကျွန်တော်သွားလုပ်မယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ဦးလေအဲ့ဒီပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေထားလို့မရအောင်ရှင်းရမှာပဲမှန်တယ်အဲ့ဒါဖတ်တာပေါ့ဘာဖြစ်လို့လဲအကျန်းဖက်သမားဘက်ကပါတဲ့ဒူမှန်တယ်များဟာရန်သူဖြစ်လို့သူဟာရန်သူဖြစ်သွားလို့သူ့ရှင်းနေရတယ်အဲ့ရက်ပတ်ထဲမှာနေတဲ့ပြည်သူမဖြစ်ဘူးပြည်သူမှန်ပြည်သူလို့လုပ်တော့ပါလေနော် တော်ဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုမကူညီနေမနှောက်ယှက်အောင်နှောက်ယှက်ပြီဆိုရင်တူဟာရန်လိုဖြစ်ပြီအဲ့အဲ့အဲ့ဒီဘောတရားကိုတီးဖို့လိုတယ်ရှင်းရှင်းလေးဒါလိုပဲခမားတို့စစ်တပ်ဘက်ကလည်းနှောက်ယှက်ဖို့မပြောနဲ့ခမားတို့စစ်တပ်ဘက်ကနှောက်ယှက်ဖို့ပြောနဲ့တာမန်နေတဲ့ပြည်သူတို့ကဘယ်လောက်ထိဒုက္ခပေးနေလဲနေနေမှာတကယ်ပြည်သူကိုအကြမ်းဖက်နေတာဘယ်တူလဲအဲ့တော်နိုင်ပဲအချမ်းရလဲနော်တရားရာဂိုင်းတို့ဖျောက်ဖြူတဲ့တော်နိုင်ကဘာပေါ်မှာမရှိပါဘူးရှိရင်ယူလာခဲ့ပါအမားရဲ့အသေးဆုံးရှိတယ်ဒါပေမဲ့ ပကတိမြေမြမှာဖြစ်နေတဲ့အမှန်တရားကိုကျွန်တော်မြင်အောင်ပြောပြမယ်စစ်သက်စစ်ကြောင်းထိုးဝိုင်းရွာလုံးကျွတ်ထွက်ပြေးရတယ်ရွာလုံးကျွတ်အောင်မဟုတ်ဘူးဒီတန်းမှာရွာ900ရှိ900ရွာလုံးအုပ်ပြေးရတယ် PDF တွေတိုင်းတိုင်းလက်လက်ကနေစစ်ကြောင်းထိုးရလို့ရွာလုံးကျွတ်ပြေးရတဲ့ဒေတာခင်ဗျားမြင်ဘူးလားအဲ့ဒါဖြေပဲအဲ့တော့ပြည်သူကိုအကြမ်းဖက်မှုအများဆုံးလုပ်တဲ့အဖွဲ့အစည်းဒီတော်နိုင်ရေးဘက်ကလားစစ်ကောင်စီအကြမ်းဖက်စစ်ကောင်စီဘက်ကလားအဲ့ဒါပကတိအမှန်တရားတွေပါးစပ်နဲ့ပြောတဲ့အမှန်တရားမဟုတ်ဘူး နော် logic ကြကြထွက်ပေါ်လာတဲ့အမှန်တရားတွေအဲ့တော့အကျဉ်းဖတ်တာဘာလို့လဲပြန်ရှင်းပါတယ်နော်ဆက်ပြီးကျူရီပါလားဆောင်လေးတက်ပြီးတော့တော့လောက်ဖတ်ပြီးဒေါ်လာကြီးလည်းနဲ့ငယ်လို့ရှင်းဘူးနေမရဘူးကတမိုင်းကြောင့်မတူဘူးဟုတ်တယ်တမိုင်းကြောင့်တော့မတူ60%မှလည်းအခုတို့ပြည်သူအင်အားမပါခဲ့ဘူးပြည်သူအင်အားတော့မကြီးခဲ့ဘူးတော်လိုင်းခီးဒီလားမရောက်ခဲ့ဘူးအဲ့ဒီအိမ်မှလည်းခင်ဗျားတို့ပြီးပါလားခင်ဗျားတို့ကတုံငယ်ကြီးကိုတကယ်ကိုငါးဆောင်းထုတ်ပြီးခြေတန်းအောင်လှက်နေတဲ့အကျိုးဆိုတော့88ခန်းကောင်းကောင်းပြီးတယ်နော်ခင်ဗျားအတိဆုံးပဲ88မှာပြည်သူ ပါဝင်မှုအားတော့ရှိခဲ့တာနော်တော်နိုင်ရဲ့အရှိန်ဟုံတော့ကောင်းခဲ့တာနော်နိုင်ငံတကာတန်တမာကြီးရဲ့အောင်မြင်မှုတော်နိုင်ရဲ့အချမ်းတော့ရခဲ့တာနော်အာနာရှင်ရဲ့အောင်မြင်မှုဒီထက်ဘလောက်ပိုရခဲ့လဲဒီထဲမှာတိုင်းသားလက်နက်ကိုင်အပါအဝင်ဒီလက်နက်ကိုင်အင်အားစုတွေနေပြည်တော်ဆိုးမှုစီးရုံးနိုင်မှုတိုက်နိုင်ခိုက်နိုင်စွမ်းအားဘလောက်ရှိခဲ့လဲ ကိုစီရတော့ဗနာဟိုးစံတော့စစ်ကောင်စီလော်ဘီကိုချက်လက်ကြကြနဲ့ပြန်ပြီးတော့မှဆုံးမပြောဆိုထားတာဖြစ်ပဲဒီစစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဘောမအယုတ်ကဲ့လေးတွေဟာဆိုတော့တက်ကြည့်ပြီးတော့မှချိန်မစီးတဲ့ပြင်ကျွန်တော်တို့ပြည်သူတွေဝါဒမိုင်းတက်ပြီးတော့မှဒီတော်လိုင်းမှာဆိုတော့ပြည်သူတွေကဒီဇာခံဖြစ်နေရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်အဓိကတော့တော်လိုင်းရဲ့ဘုံတွေနဲ့ပြည်သူတွေတော့မှခွဲခြားဆက်ဆံမှုတွေမရှိတော့ဘဲနဲ့မဲမဲမဲဆိုပြီးတော့မှတပ်ဖြတ်မှုတွေလှုပ်ဆောင်နေတဲ့မြောက်လန်တို့ဆိုတော့တကယ့်ဝချမ်းဖက်ရာဇဝတ်ကောင်တွေပြည်သူတွေမှဒါကိုနိုင်ငံတကာနဲ့ပြည်သူတွေမှလည်းသိရှိထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ ILO 33စတဲ့ဘောနော်ဥပဒေ တွင်နဲ့အညီမြောက်လိုက်တို့အုပ်စုနဲ့သူတို့ရဲ့အချိုးစီးပွားတွေအားလုံးကိုပိတ်ဆို့အရေးမှုတွေစတင်လွတ်ဆောင်လိုက်တာမလို့မြောက်လိုက်တို့ကဆိုတော့အချက်ရိုက်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့တော်လံပီတိုတွေဘက်ကနေပြတော့မာစီမပြအောင်မျောပဲနဲ့စစ်ကောင်စီနဲ့ဘောမလော်ဘီတွေရဲ့အကြမ်းဖက်မှုတွေကိုလွှတ်ဆော်နေတဲ့တတိမျိုးတွေတည်နေတာဆိုတော့ဗောနော်ကျွန်တော်တို့အနေနဲ့လုံအောင်ကူးမဆက်တော့ဘဲနဲ့ တော်လိုင်းရေးမှာရှေ့တန်းမှာပူပေါင်းပေါ်နေကြတဲ့ကျွန်တော်မျိုးဘပြည်သူတွေတော်လိုင်းရေးပေါ်နေတဲ့သူဒီတက်ပို့ပြီးမှတော်လိုင်းကိုရှေ့ဆက်ဖို့လွမ်းနေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့အားလုံးမျိုးမှန်းထားတဲ့အချိန်ပဲ Federal Democracy လမ်းစဉ်နဲ့ဒီတက်ပို့ပြီးမှကောင်းပေါ်နေပါတော့။ကျွန်တော်နိုင်ငံရေးအရွေးတွေကိုတွေ့ရမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မျိုးဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရေးချမ်းတဲ့နေ့တည်လေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။